ောက်ထပ်အကြောင်းအရာကတော့စကိုင်းတိုင်းတန့်ဆန်မြို့နယ်ကန်ထူးရွာကိုစစ်ကောင်စီလက်အောက်ခံချက်ဖိုက်တာဖြင့်ဒီကနေ့နေ့လယ်ပိုင်းလေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့်အရတား၈ဦးသေဆုံးခဲ့ပြီး၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များကထုတ်ပြန်ထားပါတယ်။ဆိုပါတိုက်ခိုက်မှုဟာစစ်ကောင်စီရေးရွာဒေသများပေါ်ဆက်လက်ပြုလုပ်လျက်ရှိတဲ့ရက်ဆက်သည့်လေကြောင်းရန်ကာကွယ်ရေးချိုးဖောက်မှုတစ်ခုဖြစ်ရှုမြင်နေရပါတယ်။ဒေသခံတို့ကပြောပြချက်အရ ဆီဆိုင်ကြတာမိသေးပတ်သွားတဲ့လူတွေချက်ဖိုက်တာနဲ့ပြစ်တာအစအနာတောင်ရှာမရသေးဘူးအလောင်းတွေကလည်းပြောင်းဆန်နေတာပဲလို့ဆိုပါတယ်ဒီတိုက်ခိုက်မှုဟာရက်နေ့နေ့လဲ7နာရီခွဲအချိန်မှာဖြစ်ပွားခဲ့ပြီးကန်ထူးရွာအတွင်းဆီဆိုင်နဲ့အနီးအနားရှိ နေရာများကိုဥတီခဲ့တယ်လို့သိရပါတယ်လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးရတဲ့ရုပ်အလောင်းများကိုတွေ့ရှိခဲ့ပြီးမိလောင်မှုနဲ့ဘုံကျဲမှုကြောင့်အလောင်းများပြောင်းဆန်နေခဲ့တယ်လို့ဆိုပါတယ် ကန်ထူးရွာဟာတန့်ဆယ်မြို့နယ်ရဲ့တောင်ဘက်ပိုင်းကျေးရွာတစ်ရွာဖြစ်ပြီးစစ်ရေးပဏိပခများကြောင့်စစ်ပေးရှောင်များအများအပြားရှိနေတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေတာကဒေသခံတွေဘဝလုံခြုံရေးစိုးရိမ်မှုတွေပိုများလာစေခဲ့ပါတယ်။လက်ရှိဒေသမှာစစ်ပေးရှောင်ရှားရေးလုပ်ငန်းများပုံမှုအားပေးဆောင်ရွက်ဖို့လိုအပ်နေပါတယ်။ဒီဖြစ်စဉ်ဟာမြမစစ်ရေးပဏိပခများကြားမှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများရဲ့ပုံစံတစ်ခုဖြစ်ပါတယ်။ မြို့သားညညရေးဆိုရာ NUG လူခွင့်ရေးဝန်ကြီးဌာနရဲ့ယခုစက်တင်ဘာလထုတ်ပြန်ချက်အရဩဂတ်လအတွင်းစစ်ကောင်စီကလူခွင့်ရေးချိုးဖောက်မှု605ခုကျူးလွန်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေအတွက်220ကြိမ်ပြုလုပ်ထားတယ်လို့ဆိုပါတယ်ဒီလိုတိုက်ခိုက်မှုတွေကြောင့်အယက်သားဆုံးရှုံးမှုများများပြားနေပြီးနိုင်ငံတကာအတိုင်းဝိုင်းကဒီရက်ဆက်မှုတွေကိုရပ်တန့်ရန်ဖိအားပေးဆောင်ရွက်ဖို့လိုနေပါတယ်ရှင်